မင်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့တဖုံသတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့80ပြည့်တက်မတော်နေ့ကိုကျူစွာခုံပြူသွားအဖြစ်33 kV တလုတ်တော်တွန်ဒေတာခွဲယုံဖွင့်ဝဲကျင်းပတဲ့သတင်းဖြစ်ပါတယ်။80ပြည့်တက်မတော်နေ့ကိုကျူစွာခုံပြူသွားအဖြစ်ရန်ကုန်တိုင်းဒေသကြီးတွန်ဒေမြို့နယ်ရှိတွန်ဒေဝင်းမြေစုံလက်စစ်တအားရရှိရေးအတွက်33 kV တလုတ်တော်တွန်ဒေတာခွဲယုံဖွင့်ဝဲအခမ်းအနားကို match လ14ရက်ညနေပိုင်းကအစုပါတအားခွဲယုံရင်းကျင်းပကြောင်းသိရပါဗျ ဦးစွာတအားခွဲယုံဖွင့်ပွဲမဟုတ်အောင်တယန်စာတာရေးရာဝန်ကြီးဦးစောဝင်းရန်ကုန်လျှက်စစ်တာပီရီကော်ပိုရေးရှင်းဥက္ကဋ္ဌဦးအောင်ကျော်ဦးနဲ့တာဝန်ရှိသူများကဖဲချိုးဖြဲ၍၎င်းတအားခွဲယုံဖွင့်ဝဲကပီးမော်ကွန်အားရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကဆက်ကလုတ်နေ၍၎င်းဖွင့်လှစ်ပေးကြပါသည်ဆက်လက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ကအဖွဲ့အမှာစကားပြောကြပါသည်အဲ့ဒီနောက်တအားခွဲယုံဖွင့်လှစ်နိုင်ခြင်းအတွက်တွင်တင်းမွေးမြေဆုံဥက္ကဋ္ဌဦးတင်ရွှေမှကျေးဇူးတင်စကားပြောကြပါသည် အဲဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ဖွဲ့ဟာတရားခွဲရုံအတွင်လှည့်လည်ကြည့်ရှုစစ်ဆေးကြပါတယ်။ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့အနေဖြင့်မြေနေရအကျေဝန်းလမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းရှေးမြေအနေအထားအရာလုပ်ငန်းတဘာဝနှင့်စီလော်တဲ့တွန်တေးမွေးမြေစုံကိုအကောင့်တွေပေါ်စီမံဆောင်ရွက်ရှိရာမွေးမြေစုံလျှက်စစ်တာရရှိရေးအတွက်33 11kv 5 mva တဟခွဲယုံအပါအဝင်33 kv ကောင်းဝင်တားလိုင်း 11 kV ကောင်းငင်တအားလိုင်းတအားဖြန့်ပြီး transformer ၄00ဗိုလ်ကောင်းငင်တအားလိုင်း လမ်းမီတအားလိုက်နဲ့လမ်းမီများကိုရန်ကုန်တိုင်းဒေသကြီးအစိုးရဝယ်နဲ့ရန်ကုန်လျှက်စစ်တအားပေးကော်ပိုရေးရှင်းတို့ရဲ့ရန်မုံငွေများဖြင့်ကြာခံသုံးဆွဲတိစောက်ခဲ့ပြီးလျှက်စစ်တအားရရှိရေးဆောင်ရွက်ခဲ့ရာယခုတွင်တွင်မှွင့်မြူရေးဆောင်ကိုလျှက်စစ်တအားဖြန့်ဖြူးပေးရန်အစင်းသည့်ဖြစ်နေပြီဖြစ်ကြောင်းနဲ့အခုလိုစီမံဆောင်ရွက်ပေးခြင်းဖြင့်ရန်ကုန်တိုင်းဒေသကြီးတွင်ကုန်ထုတ်လုပ်ငန်းတိုးတက်မှုကိုအထောက်ပံ့ရရှိတဲ့အပြင်ဒေသခံပြည်သူများရဲ့အလုပ်ကိုင်ခွင်လန်းလူမှုရေးစီးပွားရေး ညာရေး၊ကျန်းမာရေးစသဖြင့်အစအစအရာရာထပ်မံတိုးတက်လာမှဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့စမ်းကြုပ်ဦးကပေးပို့လာတာပါ။နောက်ဆုံးနဲ့စမယ်သတင်းကတော့ပြည်သူလူထု၏အဖွဲ့ဝင်များနဲ့မိသားစုများတို့ယူနီဖောင်း၊စံနေစီ၊ပေးအပ်ပွဲများကျင်းပတဲ့သတင်းဖြစ်ပါတယ်။ကော်မှုဒိုဒေ၊ကွချန်ကုန်း၊လှိုင်တရာအရှေ့ပိုင်းနဲ့လှိုင်တရာအနောက်ပိုင်းမြို့နယ်များရှိ ြည်သူလုံခြုံရေးအဖွဲ့ဝင်များနဲ့မိသားစုများတို့ယူနီဖောင်းစံနှင်းစီများပေးအပ်ပွဲများကိုမတ်လ14ရက်ညနေပိုင်းကသက်ဆိုင်ရာနေရာအသီးသီးမှာကျင်းပကြောင်းသိရပါဗျ။ရှေးဦးစွာကော်မိုတိုတိန်နဲ့ကွန်းချောင်းကုန်းမြို့နယ်များရှိပြည်သူလုံခြုံရေးအဖွဲ့ဝင်များနဲ့မိသားစုတို့ယူနီဖောင်းစံနှင်းစီများပေးအပ်ပွဲကိုကော်မိုမြို့နယ်အက္ခစားနယ်ကာယပညာဦးစီးဌာနရဲ့အက္ခစားခံမောင်းရင်ကျင်းပရာရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းကအမစကားပြောကြားပါရယ်။ အဲ့ဒီနောက်ဒိုင်းနေသားကြီးဝင်းကြီးကျုံနဲ့တာဝန်ရှိသူများကပြည်သူလုံခြုံရေးအဖွဲ့ဝင်များနဲ့မိသားစုများတို့ယူနီဖောင်းစာနယ်စီများပေးရကြပါတယ်အဒီနောပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များကိုစောင်းကော်မိုမြို့နယ်မှာအဖွဲ့ဝင်တအူကကျေးဇူးတင်စကားပြောကြပြီးတိုင်းဒေသကြီးဝင်ကြီးချုပ်နယ်အဖွဲ့ကတပ်ဖွဲ့ဝင်များကိုအားပေးစကားပြောကြကာရှင်းနေနေနှုတ်ဆက်ကြပါတယ် အလာတူလှိုင်သာအရှိပိုင်းမြို့နယ်နဲ့လှိုင်သာရအနောက်ပိုင်းမြို့နယ်တို့ရှိပြည်သူလူထုအဖွဲ့ဝင်များနဲ့မိသားစုများတို့ယူနီဖောင်းစာနယ်စည်းများပေးအပ်ပွဲကိုလှိုင်သာရအနောက်ပိုင်းမြို့နယ်ခမော်ရင်ပြုလုပ်ရာတိုင်းဒေသကြီးဝန်ကြီးချုပ်ကအမစကားပြောကြားပါရယ်အဲ့ဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့တာဝန်ရှိသူတို့ကပြည်သူလူထုအဖွဲ့ဝင်များနဲ့မိသားစုများတို့ယူနီဖောင်းစာနယ်စည်းများပေးရာမြို့နယ်အလိုက်တာဝန်ရှိသူများကလက်ခံကြပါရယ် ၎င်းတော့ပြည်သူ့လူ့ကျုံ၏အဖွဲ့ဝင်များကိုစားလှိုင်းတရားအနောက်ပိုင်းမြို့နယ်မှာအဖွဲ့ဝင်တအူကကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်းနဲ့တိုင်းဒေသကြီးဝင်ကြီးကျုံတဲ့အဖွဲ့ကတပ်ဖွဲ့ဝင်များကိုအပိစကားပြောကြားပြီးရင်းနှီးနှီးနှုတ်ဆက်ကြကြောင်းသိရပါဗျ။ဒီသတင်းကိုတော့စန်းကျော်ကပေးပို့ထားပဲဖြစ်ပါရဲ့ရှင်။